ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့3 pin plan နဲ့ socket တွေပါပေါ့နော် app connection ကဘာလို့ပိုကြီးနေရတာလဲဆိုရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်အဲ့တော့ app connection တနည်းအားဖြင့်ဒီ ground ချထားတဲ့ pin လေးပေါ့နော်အဲ့ဒီ pin လေးကဒီမှာပုံလေးပါလေတွေ့နိုင်တယ်ပေါ့နော်သူကတီးတန်းကိုပို့ပြီးတော့ site ကကြီးနေတယ်ပို့ပြီးတော့လည်းရှေ့နေတယ်ပေါ့နော် ဟုတ်ပြီအဲ့တော့ three pin plan နဲ့ socket တွေမှာဆိုလို့ရှိရင်ဒီ app connection ကအကြီးဆုံးဖြစ်တယ်လို့အရှိဆုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကဘာကြောင့်လဲဆိုတော့အချက်၃ချက်ရှိပါတယ်အဓိကအချက်၃ချက်ပေါ့နော်အဲ့တော့ပထမတစ်ချက်ကကြတော့ lower resistance ဖြစ်ပါတယ်။အဲ့တော့သူကဒီ app connection မှာစီးစစ်မဲ့ current ပေါ့နော်။သူကတနည်းအားဖြင့် ူမှာ resistant ခုခံမှုအနည်းဆုံးဖြစ်မှသာလေ current ကသူ့ထဲကိုစီးဆင်းနေပေါ့နော်သူကနေတစီစီးဆင်းနေဒီတွဲကြောင့်မလို့သူက lower resistant ဖြစ်အောင်သူ့မှာတုံးထားတဲ့ site ကိုပေါ့နော်ပိုကြီးပြီးတော့တုံးပေးထားတယ်ဒါပထမတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကကြတော့ round socket position အဲ့တော့သူ့ရဲ့ဒီ line ရဲ့ neutral ရဲ့ app ရဲ့ 3ခုရှိတဲ့အခါမှာပေါ့နော်ဒီ line နဲ့ neutral ကိုတိတဲ့ဖြစ်စေခြင်းနဲ့ဒီတနည်းအားဖြင့်ပြောမှဆိုလို့ရှိရင်ဒီ black ထိုးတဲ့အခါမှာမှားပြီးတော့မထိုးအောင်ပေါ့နော်မထိုးမိအောင်လို့ဒီ brown socket position ကိုကာကွယ်တဲ့အနေနဲ့သူ့ကိုဒီပို့ပြီးတော့ကြီးပေးထားတာလေပါတယ်ပေါ့နော်ဟုတ်ပြီနောက်ဆုံးတစ်ချက်ကတော့ safety ပေါ့အဲ safety လို့ပြောမယ်ဆိုရင်အာသူကဒီ တ်ချတာဒါ safety အတွက်ပဲ safety အတွက်ပဲချတာပေါ့နော်ဆိုတော့ဟုတ်ပါတယ်အဲ့တော့ဒီမှာ leakage ဖြစ်မဲ့ current နေပေါ့နော် leakage ဖြစ်တဲ့ current နေဒီကိုသုံးမဲ့ electronic device မှာအကယ်၍ leakage current ရှိခဲ့ရင်သူ့ရဲ့ဒီပင်ကပို့ပြီးတော့ရှည်တဲ့အတွက်ကြောင့်ဟုတ်လို့ အမြန်ဆုံးပေါ့နော်။သူကလည်းတဆင်အမြန်ဆုံး leakage current ကစီးဆင်းစေဖို့အတွက်ဒီ safety နဲ့ပတ်သက်ပြီးတော့သူကပို့ပြီးတော့ရှေ့ပေးထားတာဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ဒီ3 pin socket တွေမှာ app connection ကဘာကြောင့်ပို့ကြီးပြီးတော့ပို့ရှေ့နေရလဲဆိုတော့အဓိကအချက်လေးတွေကိုနားလည်သွားမယ်လို့ပြောလည်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်။